ဒါနဲ့အလုံးမဲ့မင်္ဂလာပါဒါတော့ကျွန်တော်တို့ break line လေးပေါ့နော် break line လေးဆွဲသွားမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ကိုလာမယ့်တရက်၄လ2025 6ကြိမ်အတွက်ပေါ့နော် okay break line ကတော့ကျွန်တော်တို့မူလေးကဟိုပါပေါ့နော်အပင်ရေတော်တော်လေးတော့ညာလာပြီပေါ့နော်စက်ပေးမပေးကျွန်တော်တို့စောင့်ကြည့်ရပါမယ်ကျွန်တော်ကတော့ကြိုက်လို့ပေါ့နော် okay ကျွန်တော်တို့မပြောတော့ဘဲနဲ့စကြည့်အောင်ဗျာနော်ဒီမှာ662ဆိုပြီးတော့ဒီလိုလေးအခွေသွားမယ်ပေါ့နော် ီ6 6ဒီမှာလည်း6 6 3လုံးရဲ့ဒီနှစ်ရဲ့ပေါ့နော်ဒီလိုလေးကျွန်တော်ဝိုင်းလိုက်ပဲဗျာနော်6 3နှစ်ပေါ့နော်6 3ဒီဒီကျွန်တော်တို့78 8 9နှစ်နဲ့ပေါင်းရင်ကျွန်တော်တို့ဘယ်လောက်ရမှာလဲ8 9 3ညပေါ့နော်3ညဆိုပြီးတော့ကျွန်တော်တို့ရတယ်နော်3ညဆိုပြီးတော့ရတယ်ပေါင်းရင်3ညပေါ့နော် ဒီမှာကျွန်တော် minus 1 minus 1ဆိုပြီးတော့ကျွန်တော်တို့နှုတ်သွားမယ်ပေါ့နော်ဒါ၃ည၃ညအောက်ကဘာရှိမလဲဆိုရင်ကျွန်တော်တို့6ဆိုပြီးတော့ရှိတယ်နော်6အောက်ကကျွန်တော်တို့ဘာရှိမလဲ8ဆိုပြီးတော့ရှိတယ်နော်ဟုတ်ပြီဒီမှာကျွန်တော် minus 1ပေါ့နော် minus 1ဒီမှာလဲကျွန်တော်တို့ minus 1ဆိုပြီးတော့နော်ကျွန်တော်ဒီမှာလေးထည့်ပေးလိုက်မယ်နော်ဒါဆိုရင်၃ည6 8ဒီကျွန်တော်တို့ break နော်၃ည6 8ဒီ break เนาะ break line มาปาถั่วตัวละ3ญา4 4ဆိုတော့ခဏဘာ break လဲကျွန်တော်တို့ shift break ပါเนาะတပင်ပြီးပါပြီကျွန်တော်နောက်ထပ်တစ်ခုဆက်ပြီးတော့ကြည့်ရအောင်ပါเนาะနောက်တပင်မှာကကျွန်တော်တို့ဒီမှာเนาะဒီလိုလေးပဲသူ့အောက်ကစစ်ရပဲပေါ့เนาะဒီလိုလေးလုံးလေးပေါင်းมาဖြစ်ပါတယ်เนาะပေါင်းရင်3ญา4 1 1เนาะ3ญา4 1 1ဆိုတော့ပေါင်းခြင်းနံပါတ်ဒီခွန်เนาะ တလုံးလျှော့မယ်6တလုံးလျှော့မယ်5နော်ဒါဒီ break line ဖြစ်ပါတယ် break line ဆိုတော့ကျွန်တော်တို့ဒီမှာထွေကနားလေးတစ်ချက်ကြည့်အောင်ပေါ့နော်ထွေကနားလေးဒီပါရှိလဲ8 4 3ဆိုပြီးတော့နော်၈၄၃၈၄ဒီနှစ်၃နဲ့ပေါ့ဟင်၅ break เนาะကျွန်တော်တို့နောက်တစ်ပင်စစ်ကြည့်ပါမယ်เนาะနောက်တစ်ပင်မှာကျွန်တော်တို့ဒီမှာရှိနေတာဒီ၈၄၆၃ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်ပေါ့เนาะ ရှစ်လေးခြောက်သုံးဆိုတော့ကျွန်တော်တို့ပေါင်းရင်းနံပါတ်တိ1ဖြစ်ပါတယ်နော်ဒီမှာကနှစ်ဒီမှာက9ပေါင်းရင်းနံပါတ်တိ1နော်တိအောက်ကကျွန်တော်တို့ဘာရှိမလဲတိအောက်က3ညပေါ့နော်3ညအောက်ကကျွန်တော်တို့9ဆိုပြီးတော့ရှိတယ်နော်ဒါကဗရိတ်ပေါ့နော်ဒီမှာထွက်ကနန်းဒီ209နော်900နဲ့9ဝင်ဖြစ်တယ်900နဲ့9ဝင်ဒီဘာဗရိတ်လဲတိဗရိတ်ပါဟုတ်ပြီနော် ကျွန်တော်နောက်တစ်ပင်စစ်ကြည့်အောင်ဗျနောက်တစ်ပင်မှာကကျွန်တော်တို့ရှိနေတာဒီနိခွန်9တုံညနော်နိခွန်9တုံညကိုကျွန်တော်တို့ပေါင်းမယ်ပေါ့နော်ဒီမှာ2ဒီမှာကကျွန်တော်တို့ဖုံ9ဆိုတော့6ဒါဆိုရင်ပေါင်းခြင်းနံပါတ်ဒီ2 6ပေါင်းခြင်း10ဖြစ်ပါတယ်10အောက်ကပါလဲခွန်ခွန်အောက်ကပါလဲ6ဒါဒီကျွန်တော်တို့ break ပေါ့နော် ဘရိတ်မှာဒီမှာကျွန်တော်တို့900ဆိုတဲ့ခဏလေးထွက်ပြထားတယ်ဘာဘရိတ်လဲခွန်ဘရိတ်ပါเนาะနောက်တစ်ပင်ကိုကျွန်တော်တို့စစ်ပါမယ်เนาะနောက်တစ်ပင်မှာခွန်3ညပြီးရင်ဒီမှာခွန်ခွန်ပေါ့เนาะခွန်3ညခွန်ခွန်ဒါဆိုရင်9 3 21 3ညနဲ့ပေါင်းတော့တက်ပဲပေါ့เนาะတက်အောက်က3ည3ညအောက်က9ဒါဒီဘရိတ်ပေါ့เนาะဘရိတ်မှာကျွန်တော်တို့ဒီမှာထွက်ကနန်းလေးပါရှိတယ်ဆိုရင်8 9လေး ရှစ်ကိုဒီခွန်လေးနဲ့ပေါင်ရင်ဘာပရိတ်တစ်ပရိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ဘဏ္ဍကဖြောင်းไว้ပြီ1 2 3 4 5ငါကအခုလာမဲ့အပင်ဒီ6ကြိမ်မြောက်6ကပ်ပေါ့နော်6ကြိမ်မြောက်6ကပ်အတွက်ကျွန်တော်တို့ပါရမလဲဒီမှာကြည့်ရအောင်များနော်ကျွန်တော်တို့8 9 6 3နော်8 9 6 3ဆိုတော့ကျွန်တော်တို့8 9 3ဒီ20ဖြစ်တယ်6နဲ့ပေါ့နော် ဖုန်းကြီးနံပါတ်6အောက်ကပါလေငါအောက်ကပါလေလေပြိပါနော်ဒါဆိုရင်တော့65လေးပြိပေါ့နော်ခုလာမဲ့6ကျဲ6ကျဲပြိတည်ဗာပြိလေကျွန်တော်တို့65လေးပြိလိုက်ဖြစ်ပါတယ်အားလုံးပဲကျန်နေတယ်မယ်လို့ထင်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကောင်းပါစေဗျဒါပဲမှာ